မိဘပြည်သူများရှင် Prime Media မှတင်ဆက်မှုဖြစ်ပါရှင်။မနေ့ကဆိုရင်ကျွန်မသတင်းတင်ဆက်မှုလေးကိုတရက်တန်ကနားယူခဲ့ပါရှင်။ဒါကြောင့်လဲဆိုတော့2025အလွန်အခုဝင်ရောကပမှာမြန်မာနိုင်ငံအကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများနဲ့သုံးသပ်ချက်များပွဲလေးကိုကျွန်မသတင်းယူဖို့အတွက်တက်ရောက်ခဲ့တာကြောင့်ဖြစ်ပါရှင်။ကျွန်မတို့မီဒီယာအနေနဲ့တက်ရောက်ခဲ့တာဖြစ်ပါရှင်။ဒီပွဲလေးကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ခွချုံမွေးမေအောင်လိုင်ကိုယ်တိုင်လည်းတက်ရောက်ခဲ့ပါရှင်။မနေ့ကပွဲလေးမှာဆိုရင် တက်ချုပ်ကြီးကိုရိုင်းကမိကုံးပြောကြားခဲ့ပါရဲ့ရှင့်။အဲ့ဒီမိကုံးလေးမှာနိုင်ငံတော်အတွက် ကောင်းကျိုးဖြစ်စေမယ့်ရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့နိုင်ငံကောင်းဆောင်တယောက်ရဲ့စေတနာတွေကိုလည်းကျွန်တော်တို့အများကြီးမြင်တွေ့ရပါရဲ့ရှင့်။ဒါကြောင့်ကျွန်တော်တို့တက်ချုပ်ကြီးရဲ့မိကုံးပြည့်စုံလေးကိုမြမတန်မာလည်းဖော်ပြထားပါရဲ့ရှင့်။သွားရောက်ပြီးတော့ကြည့်ရှုစေချင်ပါရဲ့ရှင့် Telegram Channel မှာလည်းကြည့်လို့ရရပေါ့နော်အဓိကကျွန်မပြောပြချင်တာကကျမတို့ကနိုင်ငံကောင်းဆောင်လေးဘာလုပ်နေလဲဘယ်လိုရည်ရွယ်ချက်တွေထားရှိနေလဲဆိုတာလေးကိုသိသင့်ပါရဲ့ရှင့် ဒီတော့မှသာကျမတို့ကနိုင်ငံကောင်းဆောင်တွေနိုင်ငံတော်အစိုးရတွေနဲ့အတူတူလက်တွဲပူးပေါင်းပြီးတော့အချို့ရာလေးတွေမှာလှုပ်ဆောင်နိုင်မှာပေါ့နော်ဒီတော့မှသာနိုင်ငံတော်တိုးတက်ဖို့ဆိုတာကမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်မှာချက်ကျမတို့ကပြည်သူတွေပဲတည်တံ့နိုင်ငံတော်တည်ဆောက်လို့လည်းမရတို့အစိုးရကြီးပဲတည်တံ့လည်းတည်ဆောက်လို့မရအောင်ချက်ပြည်သူနဲ့အစိုးရနဲ့လက်တွဲပြီးတော့တည်ဆောက်မှာဖြစ်မှာပါချက်ဒါလေးကတော့ကျမတို့အားလုံးအတွက်ပေါ့နော်မြန်မာနိုင်ငံသားပဲဖြစ်စေဘယ်နိုင်ငံသားအတွက်ပဲဖြစ်စေအားလုံးအတွက်မှန်ကန်သောသဘောတရားတစ်ခုသာဖြစ်ပါရှင့် မိဘပြည်သူများရှင်ပထမဆုံးသတင်းလေးအနေနဲ့ပေါ့နော်ပြောပြချင်တာကတော့သတင်းလေးနှစ်ခုကိုကျွန်မချိတ်ဆက်ပြီးတင်ပြချင်ပါတယ်။အဲ့ဒါကတော့ခစ်တင်မှာတင်ထားတဲ့သတင်းလေးပါရှင်။ကျွန်မတို့ကြတော့ခစ်တင်မီဒီယာတို့ဘာလို့ဆိုတာကဘလို့ပဲနိုင်ငံတော်ဖီလာစန့်ကျင်နေရဲ့မီဒီယာဖြစ်စေကောင်းမို့မီဒီယာသမားချင်းချင်းဖြစ်တဲ့အတွက်ကျွန်မတို့သွားပြီးတော့ကြည့်ရှုပါရဲ့ရှင်။တဲ့ရင်ကိုစားတုံးတဲ့နေရာမှာကတူးနဲ့တူမတူဘူးပေါ့နော်ပြည်သူတွေအနေနဲ့ကတော့ဒီလိုမီဒီယာတွေသွားကြည့်မယ်ဆိုရင်ခေါင်းထဲမှာအစိတ်တွေပဲပြည့်သွားမှာတိလားကျမတို့ကြတော့အော်ဒါကတော့အစိတ် ါကတော့သတင်းမှန်ဒါကတော့ဒါလူငယ်တွေကိုမှိုင်းကြိုက်တာဒါကတော့လူငယ်တွေကိုဝါရမိုင်းထဲတာဒါကတော့လူငယ်တွေကိုအမှန်တရားနဲ့အမှားနဲ့ရောပြောတာစသဖြင့်ကျမတို့ကသတင်းကိုခွဲခြားစိတ်ဖြာတတ်တဲ့သူတွေဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကျမတို့မီဒီယာသမားမဟုတ်လို့လေကျမတို့သာတာမန်လူဆိုလဲဒီလိုမျိုးခွဲခြားစိတ်ဖြာဖို့အတွက်ဒီလိုမျိုး scale တွေကျမတို့ကဘယ်ရှိပါမလဲရှင့်လူတွေကတက်နေကြကျမအရှိပိုင်းမှာပြောသလိုပဲကိုယ်ရီကိုယ်သွေးရမတူဘူးရှင့် လောက်ကန်ရတဲ့နယ်ပယ်ပေါ်မူတည်ပြီးအတွေ့အကြုံကမတူဘူးရှင့်ကျမတို့သတင်းသမားတွေကသတင်းတွေကိုပိုင်နိုင်တာမထူးဆန်းအရန်တော်လို့ပိုင်နိုင်တာမဟုတ်ဘူးကျမတို့သတင်းသမားဖြစ်နေတဲ့အတွက်သတင်းတွေကိုပိုင်နိုင်တာဆရာဝန်စိတ်ကူးတတ်တာလည်းမထူးဆန်းဘူးဆရာဝန်မို့လို့စိတ်ကူးတတ်တာအင်ဂျင်နီယာအိမ်အိမ်ဆောက်တတ်တာလည်းမထူးဆန်းဘူးရှင့်တိလာဒါပေမဲ့ကျမတို့နိုင်ငံကလေထူးဆန်းတတ်တယ်မထူးဆန်းတဲ့အရာတွေထူးဆန်းတတ်တယ်ရှင့်အဲ့လိုမထူးဆန်းတဲ့အရာကိုလိုက်ထူးဆန်းပြီးတော့အထင်ကြီးလေးစားမှုတွေကလည်းပါဝင်လာတတ်တယ် တို့ကျွန်မကလည်းအမြဲတမ်းပြောတယ်ကျွန်မကဆိုအလောက်တည်းထင်မကြီးနဲ့လို့ကျွန်မသတင်းသမားဖြစ်တဲ့အတွက်သတင်းတွေကိုနားလည်လွယ်တယ်ပြောပြတတ်တယ်ဒါပေမဲ့ကျွန်မမှာအခြားကိုယ်ရည်ကိုယ်တွေအများကြီးမရှိဘူးရှင်ဒါကျွန်မအမှန်တိုင်းဝန်ခံတာဒါကိုတချို့လူတွေကကျွန်မကိုချစ်တဲ့စိတ်နဲ့ကျွန်မသတင်းလေးနားထောင်ပြီးတော့အာဒီမျိုးသမီးရမ်းတော်မှာပဲဒီမျိုးသမီးကလည်းအမတထက်မြတ်တာပဲဒီမျိုးသမီးကတော့ဘယ်နာမဆိုတော်နေမှာပဲမထင်နဲ့ရှင်လူတိုင်းဟာ perfect ဖြစ်နေတာမရှိဘူးရှင်ညံ့တဲ့အပိုင်းရှိတယ်ကျွန်မမှာညံ့တဲ့အပိုင်းတွေအများကြီးပါကျွန်မသတင်းနားထောင်နေမိဘပြည်သူတွေလည်း ကျမထက်တော်တဲ့ပိုင်းရင်းအများကြီးရှိရဲ့ရှင်။ဒါကြောင့်ကျမတို့ကလူလူချင်းလေးစားတတ်ဒါအခြေခံအချက်ပဲရှင်။ကိုတော်နေတိုင်းကိုကိုတော်သလိုပေါ့နော်။ကိုကဒီပိုင်းမှာတော်သလို तू ကမတော်ဘူးဆိုတိုင်းကျမတို့မနှိတ်ချအောင်ရှင်။ तू ကကိုလောက်မတော်ရင်တင်ပေးရတယ်။လက်တွဲခေါ်ရတယ်ရှင်။ဒါလူသားတယောက်ရဲ့တာဝန်ပဲ။လူသားတယောက်ရဲ့ဘဝနေပြီးအမှန်ပဲရှင်။ကျမတို့ကဒီလိုပုံစံနဲ့ပဲလူသားမျိုးနွယ်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမှာ။ကျမတို့မြန်မာနိုင်ငံသားတွေလည်းဒီလိုပဲရှင်။ကိုတော်တာရှိရင်မျှဝေလိုက်။သူများတော်တာရှိရင်တင်ယူလိုက်။ တယောက်နဲ့တယောက်နှိမ်တာတွေဖြစ်တယ်နှောတာတွေမလုပ်တဲ့ဘူးတွန်းချတာတွေမလုပ်တဲ့ဘူးရှင့်ကျမတို့ပဲခံယူရပေါ့နော်ဒါကျွန်မဂျားပြက်လေးပြောပြတာပါရှင့်ဒီနေ့ကတော့ကျမတို့မီဒီယာသမားချင်းချင်းဆိုတော့တွတ်ကြည့်ရပါရှင့်သတင်းတွေကိုကျမဒါစကားဆက်မယ်ဆိုရင်သတင်းတွေကိုနားလည်တဲ့အတွက်တွတ်ကြည့်ရဲတွတ်ကြည့်ရခါကျတော့ဘာတွေ့လဲဆိုတော့ကျမတို့နိုင်ငံတော်ကနေပြီးတော့ထုတ်ပြန်တဲ့လှုပ်ဝက်စာတွေအားလုံးကိုခစ်တင်မှာတင်ထားတယ်ရှင့်အားလုံးနှီးပါပေါ့နော်တင်ထားတယ်အဲ့ဒီကမှထူးခြားတဲ့လှုပ်ဝက်စာလေးနှစ်စောင်းလေးတွေ့လာတဲ့အတွက်ကျွန်တော်ပြောပြပါမယ်ရှင့်ဓာတ်ပုံလေးအရင်ဆုံးပြန်သားပါမယ်နော် ။ဒါရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့တမဝိုင်မနဲ့ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့သိရှိလိုက်တာဆောင်ရွက်ဖို့အတွက်အကြောင်းကြားတာပါရှင့်။သူ့ရဲ့ဝန်ထမ်းတွေအကြောင်းကြားတာပေါ့နော်။ဝန်ထမ်းအပြင်အခြားလူတွေဖောက်ခွင့်မရှိရဲ့စာ။ဒီဝန်ထမ်းတွေတခြားလူဖောက်ခွင့်မရှိရဲ့စာခစ်တက်ကိုရောက်နေရဲ့ရှင့်။ခစ်တက်ကနေတနိုင်ငံလုံးကိုပေးဖတ်လိုက်ပြီးရှင့်။အဲ့တော့ကျမလည်းသတင်းတင်ဆက်တဲ့နေရာမှာထည့်ပေးတာ။နော်သူတို့တင်လို့တော့ကျမထည့်ပေးတာရှင်ကျမသွားယူလာပြီးထည့်ပေးရမှာမဟုတ်ဘူးတိလားအဲ့တော့လက်မှတ်တောင်းပါသေးရဲ့ တိုင်းဒေသကြီးဦးစီးမှုလက်မှတ်တော်ပါသေးရဲ့ရှင့်ရုံးစာနဲ့ရုံးတစိမ့်နဲ့မယ်လှုပ်ဝက်တဲ့အပေါ်မှာထိတ်ဆုံးမှာလှုပ်ဝက်တဲ့တနိုင်ငံလုံးတွေ့သွားပြီလှုပ်ဝက်စာအဲ့လိုပေါ့နော်ဒီတော့ခစ်တင်မှာလုံးခဲ့တဲ့ချက်တွေကလည်းကျွန်မတွေ့ရတာလေတက်မတော်သားမိသားစုတွေရဲ့နာမည်တွေလိပ်စာတွေမှတ်ပုံတွေနဲ့တက်မတော်သားရဲ့ဖုန်းနံပါတ်တွေနေရာလိပ်စာတွေကစအကုန်စရားနဲ့ပေါ့နော်ချပြီးတော့ခစ်တင်မှာတင်ထားတယ်ရှင့်အဲ့အဲ့ဒီတက်မတော်သားတွေကလေတက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေပါဆိုပြီးတော့ တောက်တော်သားမိသားစုတွေရဲ့လိပ်စာတွေအစားအကုန်ဖွင့်ချလာတာရှင်ဒါတွေဘယ်ကရောက်လာတယ်သူတို့စီကိုကျမတို့ပြောပြောနေရဲ့ဖယဲစီပေါ့ရှင်ဖယဲစီကိုတော့တမျိုးခုံမယ်ဆိုတော့သစ္စပေါက်လောက်ပေါ့ရှင်သိလားဒီတော့အခုဒီစာဒါဒီစာဆိုရန်ကုန်တိုင်းဒေသကြီးကထွက်တာဆိုတော့ဒီဌာနမှာဖယဲစီရှိနေလို့ပေါ့ဒီဌာနကဒီစာကိုဓာတ်ပုံရိုက်ပြီးတော့ခေတ်သစ်ကိုပို့တဲ့သူရှိနေလို့ပေါ့ရှင်ဒီတော့ဒါကိုဘယ်လိုစစ်ထုတ်ကြမလဲဒီလိုမျိုးသစ္စာပေါက်လောက်တည်းရဲ့လုံရဲကြောင့်နိုင်ငံတော်မှာဆုံးရှုံးမှုတွေအများကြီးရှိရဲဝန်ထမ်းတွေ တချို့ဆိုအသက်ခံရတာရှိရယ်နော်ကျမတို့လွန်ခဲ့တဲ့ရက်တရားဆိုအမြန်လမ်းမှာဖမ်းဆီးခံရတဲ့ဦးစီးမှုတွေရှိရယ်ဦးစီးမှုဇနီးတွေပါပါသွားတယ်ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတယ်သူတို့ဇနီးပါပါသွားတယ်ဘိုးကြီးတွေဖမ်းဆီးခံရတယ်သူတို့ခရီးသွားမဲ့လမ်းကြောင်းကိုဘသူသိတာလဲဘလို့သိတာလဲအချုပ်ဌာနတွေဆိုရင်အဲ့ဒီကအရာရှိပေါ့နော်အရာရှိရဲ့ဒီဦးစီးမှုတို့ညုံမှုတို့စသက်ဖြစ်ပေါ့နော်အဲ့ဒါအပြင်ဒီလိုမျိုးတာမန်ယာတို့ရှိရတဲ့သူတွေပေါ့နော်သွားလာတဲ့အခါမှာလောက်ကြံခံရတာတွေကောင်းဖုံးထောင်ခံရတာတွေ ဒီလိုအရာတွေဟာဒီလိုလောက်ကောင်တွေရှိလို့လေဒီရုံးမှာဒီလူဟာဘယ်ချိန်ဘယ်ကိုသွားမလဲဆိုတာသိတာဒီရုံးအသူတွေပဲရှိမှာလေဒီတော့ဒီလိုဖျဲသေးတွေကိုငွေပွေးကပိုက်ပိုက်တယ်လို့မျိုးထားရမယ်ဆိုတော့ဘယ်ချိန်ကိုယ့်ကိုထားပေါက်မလဲဆိုတာမသိနိုင်တဲ့အခြေအနေရှင့်ဖျဲသေးတွေကိုအခုချိန်ကြီးတက်ပြတ်သားသားနဲ့တလုံးမကြံရှင်းဖို့အတွက်အစီအစဉ်မရှိသေးဘူးလားဆိုတာလေးကိုကျွန်တော်တို့ကမိဘပြည်သူများအားလုံးနဲ့အတူစိုးရိမ်ကြီးစွာနဲ့မေးလိုက်ချင်ပါရှင့်ဒီစာဟာဆိုရင်အဲ့လောက်ထိ ထူးခြားနေတဲ့စာတစ်ခုလို့တော့ကျွန်မမထင်ဘူး။ဘာကြောင့်လဲဆိုတော့သူရေးထားတာကနိုင်ငံဝန်ထမ်းတွေပြင်ပြပစီပွားရေးလုပ်ကင်မှုအပေါ်မှာတားမြစ်ချက်နဲ့ဆက်နှင်းပြီးတော့သူတို့ရဲ့တားမြစ်ချက်လေးတွေကိုရေးထားတာပေါ့နော်။ဒီဟာကနိုင်ငံတော်ရဲ့လှုပ်ဝက်ဆိုပေမဲ့တကယ်ကို VIP VVIP အဆင့်ပေါ့ VIP ထက်မြင့်တဲ့ VVIP အဆင့်လှုပ်ဝက်တော့မဟုတ်ဘူးရှင်။ဒါပေမဲ့အင်မတန်ထူးခြားပြီးတော့အရန်လှုပ်ဝက်ဆန်တဲ့ဟာတွေဒါပွင့်ထွက်လာခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ကျမောက်နိုင်ငံရတဲ့အခါကြရရင် အနေနဲ့ဖြစ်လောက်တဲ့ဟာတွေကိုပေါ့နော်လုံရဲတယ်နော်ဆက်ပါလေခါကျတွေးမိရဲတယ်အော်လို့ငွေဝေးတွေကိုကပိုက်ပိုက်ထားရဲတဲ့သူတွေကိုကျွန်မတော်အံ့ဩတယ်သိလားကျွန်မတော်ကြောက်တယ်လေငွေဝေးတွေးရှင်ငွေဝေးကိုဘယ်သူမှကပိုက်ဆောင်နဲ့ထဲ့တာကိုစဉ်းစားမှမဟုတ်ဘူးရှင်စဉ်းစားရဲတယ်ဆိုကြတော်တော်တတိရှိလို့ပဲလို့ကျွန်မထင်တယ်သိလားငွေဝေးကိုကပိုက်ဆောင်နဲ့ထဲ့ထားတာနော်အဲ့ငွေဝေးကပေါ့တိမ်မှာနော်ငွေထဲမှာမှငွေဝေးနော်ရေငွေလည်းမဟုတ်ဘူးသိလားအစိမ့်မရှိရမွေလည်းမဟုတ်မွေပွေးရှင့် အဲ့ဒီမူကိုကပိုက်ဆောင်ထဲထည့်လာရဲတဲ့မူဝါဒကမှန်နေလားမှားနေလားဆိုတာကျွန်တော်ပြန်လဲစဉ်းစားတင်ပါပဲရှင့်ဒီလောက်အနေများတဲ့သူတွေကိုနိုင်ငံတော်တစ္ဆာဖောက်ထားတဲ့သူတွေကိုလူတွေကိုသိစေဖို့အတွက်ပဲစိတ်ကူးရှိတဲ့သူတွေကိုအနာပြန်ခေါ်ရဲတယ်ဆိုတာကတာမန်တတိမမဟုတ်တာရှင်ဟုတ်တယ်မလားဒီတော့ဒီမူဝါဒကြောင့်ဆုံရှုံခဲ့ရတဲ့ဟာတွေရောဘလောက်ရှိသွားပြီလဲဒါလေးကစဉ်းစားတင်တဲ့ကိစ္စလေးပါရှင့် ဆုံးရှုံးမှုတွေထဲမှာပြည်စိုးစာဆုံးရှုံးတာကျမတို့စိတ်ဝင်စားအောင်ရှာသေးတယ်နိုင်ငံတော်ဘန်နာဆုံးရှုံးပစေအောင်ရှာသေးတယ်လက်ခံပေးလို့ရတယ်ပတ်စံစွာအချိန်မေးပြန်ရှာလို့ရတယ်လူအသက်တွေကပြန်ရှာလို့မရဘူးရှင်ဒီလူတွေရဲ့တစ္ဆာဖောက်မှုတွေကြောင့်တစ္ဆာရှိရဲ့ဝန်ထမ်းတွေအသက်အန္တရာယ်ဖြစ်မယ်ဆိုရင်ဒီမူဝါဒဟာမူဝေးကပိုက်ပိုက်မူဝါဒပါပဲရှင်ဒါကြောင့်ပြန်ဝင်စည်တမ်းတွေအပေါ်မှာကျမတို့ပြည်သူတွေကတော့ဘလို့မှမေတ္တာစေတနာထားပေးလို့မရသလိုဘလို့မှလည်းယုံကြည်စိတ်မရှိပါဘူးရှင်။ဒါကျမတို့အမှန်တမ်းပြောတာပါ။ ကျမတို့ပြောတာလက်မခံအောင်ဆိုကျမတို့သတင်းလေးတင်ဆက်တိုင်းမှာခွန်မှန်လေးလာဖတ်ကြည့်ပါပြည်သူတွေရဲ့စိတ်သွေးတာအတူညီဖြစ်နေရဆိုတာမြင်ရပါလိမ့်မယ်ရှင့်ဒါပေမဲ့အချို့သောလူချင်းမင်းတွေကအခုချိန်ကြီးပြန်ဝင်ဆိုတဲ့ဘူဝါဒတွေကိုလက်ခံကျင့်သုံးနေတော့မယ်ဆိုတော့ကျမတို့တကယ်အောင်နားမလည်နိုင်အောင်ဖြစ်ရပါတယ်ရှင့်။မွေပွေးကိုနိုင်တဲ့အစိတ်ဖြေစေးများကောင်းကောင်းရှိနေလို့လား။ဒါမှမဟုတ်ဒီမွေပွေးကိုများချစ်ခင်နှစ်သက်နေတာလားဆိုတာကတော့ကျမတို့မိဘပြည်သူများအားလုံးကနေပြီ မေးကျင်နေတဲ့မေးခွန်းလေးသာဖြစ်ပါတော့တယ်ရှင့်ဒီတော့မွေပွေးနဲ့တူတဲ့စီရင်လေးကိုပြန်လဲလက်ခံတဲ့လုပ်ငန်းစဉ်လေးမှာနည်းနည်းပြန်ပြီးတော့စဉ်းစားသုံးသပ်သင့်ပါပြီသစ္စာလောက်တွေအရန်ကြီးထွားလာမယ်ဆိုရင်ဌာနတွေဟာပြိုကျခြင်းမရှိဘူးဆိုတော့မှချစားပြီးတော့ quality ပြည့်ဝခြင်းမရှိပါဘူးရှင့်အဲ့ဒီကနေမှပြည်သူကိုပေးတဲ့ service တွေဟာလည်းညံ့ဖျင်းလာမယ်ပြည်သူနဲ့နိုင်ငံတော်အစိုးရသွေးကွဲလာမယ်ဆိုရင်လည်းဒါဟာနိုင်ငံတော်ဖျက်ဆီးခြင်းတစ်မျိုးပါပဲရှင့် ဒါလေးကိုတော့အားလုံးပဲပေါ့နော်နိုင်ငံတော်တာဝန်ရှိတဲ့သူတွေရောဒီပြန်ဝင်စီရင်ဆိုတာကိုအမှန်ကန်တဲ့ဘူဝါဒအဖြစ်နဲ့လက်ခံကြတဲ့သူတွေရောပြန်လဲစဉ်းစားသုံးသပ်တဲ့နဲ့အတွက်ကျွန်မအနေနဲ့သတင်းလေးတွေနဲ့ချိတ်ဆက်ပြီးတော့သုံးသပ်တင်ပြပေးတာဖြစ်ပါရရှင်။မိဘပြည်သူများရှင်ကျွန်မအနေနဲ့စီရင်တွေကိုမွေဝေးလို့ပြောဆိုခဲ့တယ်လို့ပြန်ဝင်စီရင်ဘူဝါဒအောင်လဲမွေဝေးကပိုက်ဆောင်ဘူဝါဒဖြစ်နေကျွန်မဝေဖန်ခဲ့ပါရရှင်။အဲ့ဒီဝေဖန်ချက်ဟာပြင်းထန်တယ်လို့အချို့တွေထင်ကောင်းထင်မှားလိုက်မယ်။ဒါပေမဲ့ ကျမတို့မီဒီယာမှာကြတော့ဖိပြီးပြောရတာရှိတယ်ဖော့ပြီးပြောရတာရှိရဲ့ရှင်ဘာကြောင့်လဲဆိုတော့လူအသက်တွေနဲ့ဆိုင်တဲ့ကိစ္စမှာကျမတို့ကဖိဖိစီစီပြောရတယ်အဲ့ဒီတော့မှတမိုင်းတရားခံနေမှာကျမတို့မပါပါရှင်သိလားကျမတို့တာဝန်ကြီးမှာဒါကြောင့်ကျမတို့ချုပ်ရနေမှာပြောဖို့အတွက်ကိုစိုးရင်စိတ်ဖြစ်တယ်ကြောက်တယ်ဒါပေမဲ့ကြောက်လည်းပြောရတာပဲအဲ့ဒါမီဒီယာသမားပဲသိလားပြီးတော့တချို့နေရာလေးမှာကျတော့နိုင်ငံတော်စိုးရွားနဲ့ပြည်သူနဲ့စိတ်ဝမ်းကွဲသွားမှာဆိုလို့ဖော့ပြီးပြောရတာလည်းရှိတယ် ဲ့လိုပြောတဲ့အခါတိုင်းမှာလည်းကျမတို့ဆွဆွဲလေးရှိပါတယ်ဟိုဗတ်လိုက်တယ်ပေါ့ရှင်ဗတ်လိုက်တယ်နေရဒါကြောင့်မပြောရဲဘူးလားစသဖြင့်ပေါ့နော်ဒီလိုဆွဆွဲချက်တည်းလည်းကျမတို့ကခံနိုင်ရှိရှိခံရပါတယ်ဒါပေမဲ့ကျမတို့တင်ဆက်တဲ့စေတနာကတော့ရှင်းတယ်ကျမတို့ဖော့ပြောတာဒီအစိုးရနဲ့ပြည်သူစိတ်ဝမ်းပွဲမှာဆိုလို့ကျမတို့ဖြစ်ဖြစ်စီစီနဲ့ဖိပြီးပြောတာဒီအသက်အန္တရာယ်တွေနဲ့ဆိုင်လို့ရှင်းဒီလိုစဉ်းမြင်စည်းကမ်းလေးရှိရဆိုတာလေးပဲကျမတင်ပြချင်ပါရှင်ဒီနေ့ကျမဖိပြီးပြောမယ်ကိစ္စလေးကတော့ အခုပြန်ဝင်စီတန်နေမှာဆိုရင်ဆရာဝန်တွေကိုပြန်ပြီးလက်ခံမယ်ဆိုတဲ့ကိစ္စလေးပေါ့နော်ဆရာဝန်တစ်ထောင်ကျော်ပြန်လက်ခံမယ်နိုင်ငံတော်အစိုးရပေါ့ရှင်ဒါနိုင်ငံတော်နေနဲ့ကတော့ကိုယ့်ရဲ့တိုင်းသူပြည်သားအလုံးကိုရင်ဝယ်သားကဲ့သို့စောင့်ရှောက်ရမယ်တောင်းဝန်ရှိရတဲ့အတွက်လူဆိုးဖြစ်စေလူကောင်းဖြစ်စေသူကတော့သူ့ရဲ့စီမံချက်အတိုင်းသူ့ရဲ့မြစ်တာတရားအတိုင်းပဲလှုပ်ဆောင်အောင်ပါဘောနော်ဒါမှားရလို့ကျွန်မမပြောချင်ပါဘူးဒါပေမဲ့ကျွန်မပြောသလိုပေါ့ရှင်စီတန်လေးကမွေပွေးလေဒီတော့မွေပွေးတွေရဲ့ထုံးစံတိုင်းအစိတ်ပြင်းတယ်ရှင့်အစိတ်ရန်ပြင်းတယ်နော် သူတို့ဘက်ကနေပြီးတော့ပြောဆိုထားတဲ့အကြောင်းအရာတွေသူတို့ရဲ့ကြိုးစားမှုတွေပေါ့နော်ကျမတို့ကြားသိထားတာကတော့ CDN တွေอ่ะဆိုရင်ဒီလိုဆရာဝန်ဖြစ်ပေါ့နော်သူတို့ blacklist ဖြေဖို့အတွက်နိုင်ငံတော်ပြန်လျှောက်တယ်ဆိုတာကပြည်သူစေယုံတွေမှာတာဝန်ထမ်းဆောင်လို့လည်းမဟုတ်ဘူးတဲ့အဓိကကသူတို့ကလက်ရှိပုဂ္ဂလိကစေယုံတွေမှာတာဝန်ထမ်းဆောင်နေကြတယ်ပဇံရပြီးလုံးလုံးနေရဖြစ်တဲ့အတွက်ပုဂ္ဂလိကစေယုံတွေကိုပေါ့နော်နိုင်ငံတော်ကညွှန်ကြားချက်ထုတ်ထားတယ်လေ CDN တွေကိုအလုံးမခံရအောင်ဆိုပြီးတော့ညွှန်ကြားချက်ထုတ်ထားတယ်ပေါ့နော်အဲ့တော့ ဲ့ညွန်ကြားချက်ထဲမှာပါဝင်နေတော့တို့ပုဂ္ဂလိကစေုံကအလုံးမခံကြတော့ဘူးတို့လွတ်လွတ်လပ်လပ်စိတ်ကုလို့မရဘူးရှင်အားအကြောင့်လွတ်လွတ်လပ်လပ်စိတ်ကုလို့ရအောင်ဆိုပြီးတော့ပြန်ပြီးတော့ဖြေလျှော့ခိုင်းတာတဲ့ရှင်ဆရာဝန်တွေပြန်လက်ခံမယ်ဆိုတော့ပြည်သူတွေစိတ်ကြွရောပေါ့နော်ဒီလိုဆရာဝန်တွေပြည်သူစေုံရောက်လာလို့ရှင်ပြည်သူတွေပုံမှန်မြစ်တာစေနာထားပါမလားကိုဗစ်တော့အရမှာငါတို့ပြစ်ထုတ်သွားခဲ့တာတေးတေးရှင်းရှင်းလောက်သွားခဲ့တဲ့သူတွေကငါတို့စေနာထားပါမလားဆိုပြီးစိတ်ပူနေကြတာတဲ့အဲ့တော့ဒီဟာကြီးကြားလိုက်တော့ကျွန်မစိတ်မပူနဲ့တော့လို့ပြည်သူတွေကိုပြောချင်တယ်ရှင် ဒီဆရာဝန်တွေရဲ့ရည်ရွယ်ချက်ကပြည်သူစေအောင်မှာပြည်သူတွေကိုအကျိုးပြုမှမဟုတ်တာရှင့်သူတို့စမပြန်ရဖို့အတွက်ပဲရည်ရွယ်တာရှင့်အဲ့လိုရည်ရွယ်ချက်နဲ့သူတို့ကပလူကစေအောင်တွေမှာပတ်စံမြများယူပြီးတော့တာဝန်ထမ်းဆောင်ကြဖို့ရှင့်ကျွန်တော်တို့ပြည်သူတွေပူကြားလို့သိမရှိသူတို့နဲ့ပြန်တွေ့ဖို့အကြောင်းရင်းအရမ်းမရှိပါဘူးရှင့်ဒီနေရာမှာကျွန်မတစ်ခုတ်တည်းထည့်ပြောချင်တာကကျွန်တော်နိုင်ငံမှာတော့ဆရာဝန်ဖြစ်တယ်ဆိုရင်ပြင်ပစေကန်းထိုင်တဲ့ကိစ္စလေးကတော့လောက်ရတာလေးရှိပါရှင့်။ဘာကြောင့်လဲဆိုတော့ဆရာဝန်တွေလည်းပညာတွေကိုဆက်ဆက်ပြီးသင်ကြားရတယ်လေ။အဲ့ဒီခါမှာသူတို့ကလည်းကုန်ကြစိတ်ဆိုတာရှိရဲ့ရှင့်။ သိလားဆရာဝပညာသင်ဖို့ဆိုတော့လွယ်လွယ်ကူကူမဟုတ်ဘူးစိတ်ချောင်းတက်ဖို့တော့မှကုံကြမ်းစိတ်ကအခြားတက်ကတော်ထံများတာသူတို့လည်းကျမတို့ကစာနာပေးရမှာပေါ့နော်ဒီတော့ချို့ဆရာဝန်တွေဟာဆိုရင်နိုင်ငံတော်မှာဒီအလုပ်လဲလုပ်ကြတယ်ပြည်သူစေုံမှာတာဝန်ထမ်းဆောင်တယ်သူတို့ရဲ့အားလက်ချိန်တွေနဲ့သူတို့တာဝန်ချိန်ပြီးဆုံးတဲ့ချိန်ကျအပြင်စေုံမှာလည်းစေကန်းထိုင်ကြရဲ့ချက်ဒီလိုမျိုးအလုပ်နဲ့တာဝန်နဲ့ကိုယ်နိုင်ငံတော်ပေါ့တာဝန်ချိန်တဲ့စိတ်နဲ့ဘဲလန့်ညီအောင်လုပ်နေရဲ့ဆရာဝန်တွေကိုကြတော့ကျမအခုလိုကားလာမှာရန်အားနာပါတယ် ။ဘာကြောင့်လဲဆိုတော့ဆရာဝန်မလောက်ငှမှုတွေဖြစ်တဲ့ချိန်မှာပြည်သူစီမှာတာဝန်ထမ်းဆောင်နေကြတဲ့ဆရာဝန်ကြီးကြီးငယ်ငယ်အရန်ပင်မှန်းကြတယ်ရှင့်။ဒါလေးတွေကိုတော့ကျမတို့နားလည်ပေးရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့တို့လည်းလူသားတွေပဲလေ။တို့မှာခံစားချက်ရှိတဲ့နှလုံးသားရှိတယ်။ပြီးတော့တို့တွေဟာဆိုရင်ဆရာဝန်တိုင်းကလည်းလူတွေပေါ်မှာမြစ်တာမဲ့နေမှဟုတ်ဘူးရှင်လူတွေကိုစေတနာထားကြလို့ဒါလူတွေအသက်ကိုခေကြလို့ဒါဆရာဝန်လောက်ကြတာဒါမှမဆုံးပြူဆိုတာပါစမြဲပေါ့နော်ဒါလေးတော့ရှိပါရဲ့ရှင်ဒါကျမအနေနဲ့တူတူကြကြနဲ့ဘေးလေးနက်နက်လေး ဒီဆရာဝန်တွေကိုကျွန်မဂုံပြူစကားဆိုတာပါရှင်လူဆိုတာကိုယ့်ရဲ့ဘဝတိုးတက်အတိုးတက်ကြောင်းလဲလောက်ရမှာပဲလေဒီတော့တို့အပြင်ဆေးကန်းထိုင်တာအပြစ်လို့ကျွန်မမမြင်ပါဘူးဓာတ်ပြင်ကိုနိုင်ငံတော်တာဝန်ကြည့်ပြီးတော့ပြီးသည့်ဆေးရုံမှာလဲတာဝန်ထမ်းဆောင်ပေးကြတဲ့အတွက်လဲကျွန်မကျေးဇူးထူးတင်ပါတယ်ရှင်ပြည်သူများအားလုံးကိုစားကျေးဇူးတင်တာပါနော်ဒါလေးတော့တစ်ခုတ်တရာလေးထည့်ပြောချင်တာပါရှင်ဒီတော့ကျမတို့ပြည်သူတွေကတော့ဒီလိုမျိုးပြန်ဝင်စီပြန်ဆရာဝန်တွေနဲ့တွေ့ကြရအကြောင်းရင်းရတော့တော်တော်နည်းမယ်နဲ့တူပါရဲ့ရှင်။တို့လိုချင်တာစမဆိုတဲ့ဟာလေးပဲပြန်လိုချင်တာလေ။တို့ကတာဝန်ထမ်းဆောင်ချင်တာမှမဟုတ်တာ။ ပြီးတော့သူတို့ရဲ့ CDN ဆိုတဲ့အတိတ်ပဲကအာနာဖီဆန်ခြင်းတဲ့ဒီပိတ်တရားပြောထားတယ်ရှင်သူတို့ပြောထားတယ်လေကျွန်မနည်းနည်းလေးဖတ်ပြပါမယ်ရှင်သူတို့ရဲ့သဘောထားလေးပေါ့နော်ဒီပိတ်တရားဆိုရင်အခုပြန်ဝင် CDN တွေကိုနိုင်ငံတော်အစိုးရကလက်ခံတဲ့အခါကိုသူတို့ကတော်တော်ရဲဆိုင်ဆိုင်ပြောဆိုထားတယ်လား online ပေါ်မှာလေဘယ်လောက်တည်လဲဆိုအခုအစိုးရလူကြီးတွေဟုတ်တယ်စက်မပြည့်ဘူးဆိုပြီးတော့ဆွဆွဲပြောဆိုထားပါတယ်ရှင်အဲ့ဒီဆွဆွဲပြောဆိုချက်ကို နီပိတ် channel တွေမှာသွားပြီးတော့ကြည့်ကြည့်နိုင်ပါတယ်ရှင်သူတို့ရေးတင်ထားကြတာပေါ့နော်ပြီးတော့သူတို့ပြောထားတာကတော်လိုင်းမှာပါဝင်တဲ့စီဒီအန်တော်တော်များများကတဲ့ပြည်သူနဲ့ဒုက္ခခံပြီးတော့တော်လိုင်းကိုကူညီနေကြတယ်အဲ့လိုပြောပါတယ်ရှင်အဲ့ဒီလိုတော်လိုင်းမှာပါဝင်တဲ့စီဒီအန်တွေရဆိုရင်တဲ့ထွေးပြီးသားတို့ကိုပြန်မမျိုးပါဘူးတဲ့ချီတွင်းမန်းသိလို့ပြန်ပြီးတော့ခုံမစင်းပါဘူးဆိုပြီးတော့ပြန်လေခြေပနေကြပါရှင်ဒီတော့ဒီစီဒီအန်ပြန်ဝင်စီဒီအန်ဆိုတဲ့ကိစ္စကိုပြည်သူဒီပေါ့နော်အယောင်ကွဲပြားစွာနဲ့ဖြစ်တည်နေတဲ့ပြည်သူတွေအားလုံးကလက်မခံချင်လို့ဆိုတဲ့သဘောလေးတော့ရှိပါတယ် ဒီနိုင်ငံတော်ဘက်ကနေနေထိုင်တဲ့ပြည်တွေကလည်းပြန်ဝင်စီတံတွေမယုံဘူးဟိုဘက်တော်လိုင်းဘက်ကရှိရတဲ့သူတွေကလည်းတကယ်သစ္စာရှိရဲ့စီတံဆိုရင်ပြန်ပြီးတော့နိုင်ငံတော်အောက်ကိုမဝင်ဘူးဆိုတဲ့အယူအဆရရှိနေအောင်မြင်တွေ့ရပါရှင့်ပြတ်တို့ပြောထားတာကစီရန်ဆိုတာကတဲ့ဒီအတိတ်ပဲအမိတ်အာနာကိုဖြီဆန့်ခြင်းဖြစ်ပါတယ်တဲ့ဆရာဝန်ကလည်းစေမကုလို့မပြောသလိုဆရာမကလည်းစာမတန်လို့ပြောတာမဟုတ်ဘူးတဲ့အမိတ်ကိုဖြီဆန့်ပြီးအလုပ်မသွားတာပါတဲ့ ပြောရမစလို့ရှင်ဒီပြည်သူစေဝင်တွေပါတယ်မလို့မစင်းတာပေါ့မိကုဖိဆန်လဲပေါ့ရှင်ဒါပေမဲ့ तू ကဆေးတော့ကုနေစေပဲပေါ့နော်ဆေးတော့ကုအောင်မှာပေါ့ရှင်ကျွမ်းကျင်ရတန်ဘိုးဝဲကြောင့်အလုပ်ကိုဒီကိုကြာတော့တဲ့နိုင်ရနေရနေပြန်လောက်တာစီရန်နေပဲတဲ့ဒါကြောင့်အိဗယ်မသိပဲနဲ့နင်တို့ဖွားမေးပါနဲ့ငတုံးရက်ွက်တွေပေါ့ရှင်အဲ့လိုပေါ့နော်ပြည်သူတွေအဲ့လိုသူတို့ဆွဆွဲပြောဆိုထားတာပေါ့ဒီတော့သူတို့ပြောဆိုချက်ကိုပဲကျွန်မထောက်ရှုပြီးပြောရမယ်ဆိုရင်အမိတ်အာနာကိုဖီဆန်တယ်ပေါ့နော်ဒါဟုတ်တယ်ဆရာမဆိုစိတ်မကူဘူးမပြောဘူးနော်ငါတို့အမိတ်ကိုဖီဆန်တာဆိုတော့ ဒါဆိုပြည်သူအကျိုးပြုမယ်ဆိုရင်စိတ်လေးရတော့မပြောက်သေးဘူးပေါ့နော်ဒါဆိုဘာလို့ပိတ်ကစေယုံတွေမှာပတ်စံပေးရတဲ့စေယုံတွေမှာတာဝန်ထမ်းဆောင်လာလဲရှင်နိုင်ငံတော်တာဝန်ကိုမလုပ်ဘူးပြည်သူစေယုံမှာစေယုံမစင်းဘူးဆိုရင်အပြင်မှာပဲစေကန်းဖွင့်ပြီးတော့လူနာတွေကိုပြည်သူစေယုံမှာကုသလိုမျိုး free ကုပေးလိုက်လေစေတော့ဝယ်မယ်လေပြည်သူစေယုံမှာလည်းစေဝယ်ရတယ်ပဲကျွန်တော်နားလေဒါပေမဲ့ပြည်သူစေယုံမှာဆရာဝန်အဖို့ခမပေးရအောင်ရှင်အများကြီးတတ်တာလေပေါ့နော်အပြင်ထက်စာအများကြီးတတ်တာလေအဲ့လိုပုံစံမျိုးနဲ့ပြည်သူတွေကိုစားပေးနေမှာမဟုတ်တာရှင် စီဒီအလုပ်တဲ့သူတွေကပတ်စံတခေရတဲ့ပုံရိကစေယုံတွေမှာပဲလွတ်လုံနေကြတာလေလူတွေကိုအလကားဆင်းပြီးတော့ကုနေလို့လားရှင်စင်ကြေကန်ရအောင်ကျွန်မပြောပြတာသူတို့လုံဆောင်ချက်ကိုပြောပြတာပါမြင်ဘူးလို့လားရှင်စီဒီငါစီဒီဆရာဝန်မှာဆိုပြီးတော့ရက်ွက်ထမှာစေးလက်ကကုပေးတဲ့ဆရာဝန်မြင်ဘူးလားရှင်ပုံရိကစေယုံတွေမှာငါစီဒီဆရာဝန်မှာဆိုပြီးတော့စေးလက်ကကုပေးတဲ့သူမြင်ဘူးလားရှင်မရှိပါဘူးကိုကျိုးစီဝါပဲရှာနေကြတာပါပဲတချို့ဆိုရင်တချို့ဆိုရင်လေအမေဟို ပြည်သူစီအောင်မှာလုံးမလုံးချင်လို့ CDN တမင်လုတ်ပြီးတော့အပြင်စီအောင်မှာလုတ်တော်တော်လောက်ရှိသေးရဲ့ခက်တီတီနဲ့မယ်။ तू ကရှင်းတယ်နိုင်ငံရေးခိုင်မကြလည်းမရှိဘူး။ညီသာဆိုင်တာလည်းမသိဘူး။ तू သိတာပြည်သူစီအောင်မှာ तू လုံးမလုံးချင်ဘူး။ तू တင်တဲ့ပညာကို तू ပတ်စံနဲ့ရှာချင်တယ်။ဒါကြောင့် तू ဒီ CDN လုတ်ချပြီးတော့ဟိုမှာသွားပြီးတော့ဥစ္စာဖြစ်တယ်။အစိုးရလိုက်ပိတ်တဲ့အချိန်ကြတော့မှာစမပြန်ယူတယ်။အဲ့လိုလူလည်းရှိရဲ့ရှင်။အဲ့လိုဆရာဝန်လည်းရှိရဲ့ရှင်။ဆရာဝန်လောကမှာလည်းလူကောင်းလည်းရှိရဲ့နော်။ အင်မတန်စိတ်ထားမုံမြတ်တဲ့ဆရာဝန်တွေလည်းရှိရဲ့ဒါအပြင်လူယုံမာတွေလည်းရှိရဲ့ရှင့်အဲ့နယ်ပယ်တိုင်းပဲဆရာဝန်နယ်ပယ်မှာလည်းဒီတိုင်းပဲအဲ့လိုဖြစ်နေရရှင့်ဒီတော့နိပိတ်တရဲ့သဘောထားကတော့ဒီလိုပဲပြန်ဝင်စီတရားလေးလက်ခံတဲ့ပုံမှာအစိုးရဘောကျေးဇူးတင်ခြင်းနှမ်းတစည်းစာတော့မရှိဘူးရှင့်ဒါအပြင်ပြည်သူတွေပုံမှာရက်ဆက်ယုံမာနေရင်သူတို့ရဲ့စိတ်ကိုလည်းပြည့်ပြင်ပြောင်းလဲဖို့အတွက်စိတ်ကူးနှမ်းတစည်းစာတော့မရှိဘူးရှင့်ဒီတော့ CDN ပြန်ဝင်ဆရာဝန်တွေရော ပြည်သူတွေကိုကုညီဆောက်ရှောက်မယ်ဆိုတော့မေတ္တာစိတ်နှမ်းတစီလေးတော့မရှိဘဲနဲ့ဒီဟာကိုပြန်ပြီးတော့စမလျှောက်ကြတာလားစမလိုချင်လို့လာကြတာလားဒါကတော့တယောက်ချင်းရိုက်စင်မှာပဲရမယ်သဘောရှိရဲ့ရှင်ဒီဟာဒီဟိုင်းမေးတော့လိန်လိန်ဟောပြောလို့မရအောင်နော်ရိုက်စင်မှာပဲရမယ်ရှင်နေလားအဲ့လိုတော့ရှိရအောင်နော်ဒါကျွန်မနိုင်ငံရဲ့ပကတိအရှိတရားပါပဲရှင်ကျွန်မနိုင်ငံကပညာရေးကဏ္ဍမှာတော့တော်တော်လွဲမှားခဲ့ဟန်တူပါရဲ့ရှင်လူတွေကိုအခုပေါ့နော်ဒါကျွန်မတို့အသက်ရွယ်ကြတယ်ပေါ့ရှင် အဲ့အသက်ရွယ်တန်းလေးကလူတွေကိုပညာတတ်တွေကိုပညာတွေတော့အပြည့်အဝသင်ပေးလိုက်နိုင်တယ်ဒါပေမဲ့ချစ်ချင်းမြတ်တာတွေကိုချင်းစာတရားတွေစာနာစိတ်တွေနိုင်ငံချစ်စိတ်တွေနိုင်ငံသူနိုင်ငံသားချင်းဖေးမတတ်တဲ့စိတ်တွေကိုယ်နိုင်ငံကိုယ်လူမျိုးတိုင်းချင်းပြည်ချင်းစိတ်တွေမသင်ပေးလိုက်ဘူးရှင်ကျမတို့ပညာရေးခန္ဓာကြီးကတခုခုတော့လွဲသွားခဲ့ပြီဒါကြီးကိုကျမတို့ပြန်ပြင်မရမယ်ဒီရန်တရားကြီးအကြီးမှလွဲမလာတခုခုရှိနေပြီရှင် အခုဆိုရင်ပို့ပြီးတော့တော့မှလွဲမအောင်မလားမသိဘူးပြန်ဝင်စီဒီယန်ဆီယာမတွေကကလေးတွေကိုစာသင်ခန်းထဲမှာနိုင်ငံရေးမှိုင်းနေတိုက်နေတယ်ဆိုရင်သတင်းတွေကျမတို့အများကြီးကြားထားရဲရှင်ဒီတော့မှားနေရဲ့ဟာကြီးကထပ်ပြီးတော့မှမှားကြတော့မလားနောက်ထပ်ခေတ်ဆက်ဆက်မှာမှားတဲ့ဘက်မှာပဲနေကြတော့မလားဆိုတာကတော့အင်မတန်စိုးရိမ်ထိတ်လန့်ပွဲကောင်းတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်သာဖြစ်ပါတော့တဲ့ရှင့်ကျမတို့ကဒီအနာဂတ်ကြီးတကယ်ဖြစ်မလာအောင်လို့ပြစ်စုံပံမှာတောင်းဝန်ကြီးမှရမယ်နော်သိလား ကျမတို့ပြင်ဆင်တဲ့အရာလေးပြင်ဆင်ရမယ်။ကို့မှာအာနာရှိပြီဖြစ်စေမရှိပြီဖြစ်စေနောက်ဆုံးဘသူ့မှာကို့မပြင်ပေးနိုင်တော့ကိုကုတ်ကိုပြင်လိုက်ပါရှင်။ကိုရဲ့စိတ်လေးကိုကိုရဲ့နှလုံးသားလေးပြင်ကြည့်လိုက်ကြပါရှင်။ဒါဆိုရင်တော့ကျမတို့တိုင်းပြည်လေးကောင်းလာဖို့အတွက်ကိုတကားလေးတစ်ချက်တော့ဖွင့်သွားမှာပါရှင်။အလူလေးတော့ကျမတွေးမိပါတယ်နော်။ဒီတော့ CDN ပြန်ဝင်နေတဲ့ပတ်သက်ပြီးတော့အခုဆိုရင် online ပေါ်မှာလည်းနှုတ်ဆော်နေရတွေ့ပါတယ်။ ဆရာဝန်တွေတကယ်တမ်းပြန်လက်ခံခဲ့မယ်ဆိုရင်တဲ့ဆန္ဒပြကြတဲ့သူလည်းရှိရပေါ့နော်အဓိကတော့ဘိုင်းကော့လုံးပါပေါ့ဒီလိုဆရာဝန်တွေပုံမှာဘိုင်းကော့လုံးပဲပေါ့ရှင်ဒီအတွက်ကိုပြည်သူတွေကလည်းစိတ်အင်အားတွေစိတ်ခွန်အားတွေစုစည်းမှုတွေပြည့်လုံနေပါရှင်ဒါကိုနိုင်ငံတော်ကအပြစ်တင်လို့မရအောင်နော်ဘာကြောင့်လဲဆိုတော့ပြည်သူတွေမှာလည်းစိတ်ရှိရဲ့ရှင်အားလုံးကစိတ်ရှိကြတဲ့သူတွေပဲကိုတျောက်တဲ့စိတ်ရှိရမဟုတ်ဘူးကိုတျောက်တဲ့ခံစားကြေကွက်တတ်တာမဟုတ်ဘူးပြည်သူတွေလည်းခံစားကြေကွက်တတ်တယ်ရှင်ဒီတော့ butterfly effect ဆိုသလိုမျိုးလိပ်ပြာလေးကတော့တောင်းမှခတ်လိုက်တာပဲရှင် တစ်ဖက်မှာလှိုင်းတွေထန်သွားသလားဆိုတာကတော့ကျမတို့စဉ်းစားရမယ့်ဘိုင်းသာဖြစ်ပါတယ်။ဒီတော့လှိုင်းထန်လောက်မဲ့လှုပ်ခတ်မှုမျိုးတွေကိုတော့လက်ပြားလေးကမလုပ်ပါနဲ့လို့လည်းကျမတို့အနေနဲ့တိုင်တွန်းပြောကြားဆန္ဒပြုလိုပါရှင့်။ဒါလေးကတော့ကျမသတင်းသုံးသပ်ချက်လေးရဲ့အနှိမ့်ချုပ်လေးသာဖြစ်ပါရှင့်။မိဘပြည်သူများရှင်ကျမခုတင်ဆက်ပေးချင်တာကတော့အန်ဒီမိဘပြည်သူများအတွက်ဖြစ်ပါရှင့်။ကျမသတင်းတင်ဆက်တိုင်းမှာအဲ့လိုမျိုးပေါ့နော်။ ဟိုတာဂတ်ထားပြီးတင်ဆက်တဲ့သတင်းလေးလည်းရှိရပါတော့။မအောင်လဲဆိုတော့ကျွန်တော်နိုင်ငံမှာ loss စိတ်ဝမ်းကွဲနေရလေ။ဒါပေမဲ့ကျွန်တော်ကလူသားဖြစ်တဲ့အတွက်လူတိုင်းရဲ့ယုံကြည်ချက်ကိုလေးစားပါရဲ့ရှင်။အစိုးရမကြိုက်တဲ့သူလည်းရပါတယ်လေးစားပါရဲ့နော်။ဟိုအစိုးရကြိုက်တဲ့သူလည်းလေးစားပါရဲ့။တက်မတော်မကြိုက်တဲ့သူလည်းလေးစားပါရဲ့။တက်မတော်ကြိုက်တဲ့သူလည်းလေးစားပါရဲ့ရှင်။တက်မတော်တိုက်ခိုက်နေတဲ့သူလည်းလေးစားပါရဲ့။ မြန်မာနိုင်ငံမှာလူဖြစ်လာရင်တော့လေးစားနေပါပြီရှင်တဖာလေးလေးစားနေပါပြီကျမအရင်တော့မင်းသားကြီးတယောက်ရဲ့စကားငှားပြောရမယ်ဆိုတော့လူသားအလုံးလေးစားပါတယ်ရှင်လေးစားပါတယ်ကျမနော်လေးစားပါတယ်ဒါကြောင့်အနီးမိဘပြည်သူများကျမလေးစားဆိုတာနဲ့သတင်းလေးတစ်ပုဒ်တင်ဆက်ပြရစီနော် ကျမခါကြအနီမီမပြည်သူတွေကိုတင်ဆက်လို့ရှိရင်ကျမခွင့်တောင်းရတယ်။ဘာကြောင့်လဲဆိုတော့တို့ကစိတ်ရမ်းကြည့်ရဲ့ရှင်။စိတ်ကြီးရောကျမခါကြရင်စိတ်ခက်မသိရင်ဝင်ဆဲရတယ်ပေါ့နော်။အဲ့တော့တို့အကုသိုလ်ဖြစ်မှာဆိုတော့ကျမတို့အရင်ဆုံးခွင့်တောင်းရမှာတင်ဆက်တာ။ကိုကြောင့်လည်းသူများအကုသိုလ်ဖြစ်မှာအဲ့လိုမလုပ်ချင်ဘူးလေ။အားကြောင့်ပါရှင်။ဒီနေ့ကတော့အနီမီမပြည်သူတွေအနေနဲ့လားရှုံမျိုးပေါ့နော်။လားရှုံမျိုးဟာဆိုရင်အနီမီမပြည်သူတို့မျော်လင့်တဲ့အတိုင်းစစ်ကြုံဘဝနေပြီးတော့ကင်းလွတ်သွားပါပြီရှင်။ဒီလားတော်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 ကင်းလွတ်သွားပါပြီ။ကင်းလွတ်ပြီးရဲ့အခါမှာအခုအနီမီမပြည်သူတို့ မျောလင်းတဲ့အတိုင်းဟိုနိုင်ငံဖြစ်သွားပြီရှင်ဟိုနိုင်ငံဟိုနိုင်ငံတော့သိရမှာလူမျိုးပါပြည်သူတွေမျောလင်းတဲ့နိုင်ငံတခုရှိရလေဘိုးကျောင်းဆန်းတော့ပြောခဲ့သေးရမြန်မာနိုင်ငံတဲ့ဥစားဖြစ်လို့ရှင်တဲ့ဟိုနိုင်ငံဖြစ်မယ်တဲ့အဲ့နိုင်ငံဖြစ်နေပြီရှင်ဖြစ်လို့ဒီပါဖြစ်နေပေါ့နော်အဲ့တဲ့လေးကိုကျွန်မတင်ဆက်ချင်တာပါရှင်လာရှုပ်မြုပ်မှာတဲ့ပြည်ထောင်စုလုပ်ငန်းတွေအင်မတန်ပေါ်ထွက်လာနေပြီးတော့လူမျိုးရေးနဲ့ဂျမိုင်းဆိုင်ရာစိုးရိမ်မှုတွေမြင့်တက်နေရဆိုတဲ့သတင်းလေးသာဖြစ်ပါရှင်လာရှုပ်မြုပ်ကပြည်ထောင်စုအခန်းလေးရဲ့ပုံရိပ်လေးပေါ့ရှင်။သူကလမ်းညွန်လေးတောင်ပါလိုက်သေးရဲ့။အဲ့ဒါလေးအဲ့ရုပ်တံဖိုင်လေးအတူလေးပေါ့။အဲ့ဒါလေးကျွန်မပြသပါမယ်ရှင်။ လမ်းညွန်ဆိုင်းဘုတ်လေးကိုတရုတ်စာလေးနဲ့ရေးထားတယ်ဩတရုတ်စာမတက်လို့ရှင်ဒီဆိုင်းဘုတ်ကိုမသိတော့ဘူးဒါပေမဲ့သိတော့သိပါတယ်မှာကောက်မလေးတရုတ်ပုံပြထားဆိုတော့လေဒီဟာကြည့်ရတယ်ဩဒါပါလားဆိုပြီးသိမှာပါလူရတဲ့ခါကျရင်ငကိုသိစိတ်ဆိုတာရှိရလေဒီလိုမျိုးဆိုင်းဘုံမျိုးတွေကြတော့အဲမှာတရုတ်လိုပဲရေးထားရေးထားမြန်မာလိုပဲရေးထားရေးထားပုံလေးတစ်ပုံထည့်လိုက်တာနဲ့သူကဒါပါဆိုပြီးသိနေပြီပေါ့နော်ဘီဆိုတာသိနေပြီပေါ့ရှင်သိရလို့တော့သွားကြမှာပေါ့နော်အဲ့လိုသွားတဲ့ခါကျတော့ဒါ နိုင်ငံဒီမှာကမြို့တွေမှာကပြည်ထစာလုပ်ငန်းတွေများပြားလာတဲ့ခါကျရင်ကျန်းမာရေးပြဿနာရှိရဲ့ရှင့်ပြီးတော့မိန်းကလေးတွေစီးပွားရေးမကောင်းတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးပြည်ထစာကန်းတွေကိုရောက်သွားတာပေါ့နော်ဒီတော့မိဘရဲ့အတွက်ကတော့ဒါရှင်ခွဲစရာကိစ္စပါပဲရှင့်ပြီးရင်ယောဂတွေပေါ့နော်ကူးဆက်ပြန့်ပွားတာတွေအိမ်တော်ကြီးပြဿနာတွေဒီမျိုးတွေမှာအများကြီးဖြစ်လာနိုင်ပါတယ်ရှင့်ဒီတော့ဒီဆိုးကျိုးတွေကိုလက်ရှိမှာလားရှုံမှာခန်းစားနေရတာပေါ့နော်ဒေသခံတွေအရဆိုရင်လည်းပြည်စာလုပ်ငန်းတွေပေါ်ပေါက်လာတဲ့အတွက်ပေါ်ပေါက်လာတာပေါ့နော်စီးပွားရေးခက်ခဲတွေကြောင့်ဖြစ်နိုင်တယ်ဆိုပြီးထောက်ပြထားပါတယ် လာရှုံမာကဆက်ကြီးတွေကလည်းကောက်တယ်လက်နက်ကင်တွေကရှင်ပတ်စံတောင်းတာပေါ့နော်ပြောအောင်ပတ်စံတောင်းရှင်ပတ်စံတောင်းတယ်သူတို့သူတို့ရက်တီဖို့အတွက်ပေါ့လေအခုရရှိတဲ့ကျောင်းနိုင်ငံမှာစကားတခုရှိရတဲ့နေရာမှာလည်းအရင်ကမီဒီယာတွေ VOA တို့ RFA တို့ဆိုအရန်တုံးတာခစ်တက်တို့မြစီမာတို့လွတ်လပ်သောမီဒီယာဆိုပြီးတော့လေတောင်းတယ်ပေါ့နော်ဒါပေမဲ့အခုအမေရိကန်ဘတ်ဂျက်လည်းဖြတ်လည်းဖြတ်ကုန်လွတ်လပ်သောမီဒီယာများရှင်းသင်နိုင်မှုအတွက်ဆိုတော့သူတို့မလွတ်လပ်ခဲ့ဘူးဆိုတော့ခုမှပဲပေါ်တော့တယ်သူတို့ကလည်းအဲ့လိုပေါ့နော်အဲ့တော့ဒီ လွတ်လပ်တော့လက်နက်ကင်အခွဲစည်းတွေလည်းဒီလိုပါပဲရှင်သူတို့ကလည်းအရန်လွတ်လပ်တော့လေဒီလားပတ်စံကိုခါတယ်လွတ်လပ်ကိုရှာကြတာပေါ့နော်ဒီတော့သူတို့ကမေးလိုက်လို့ရှင်တော့သူတို့ကဘသူထောက်ပံ့ကြည်မှမယူဘူးဘသူထောက်ပံ့မှုမှမရှိဘူးလွတ်လပ်တော့လက်နက်ကင်အခွဲစည်းတွေလွတ်လပ်တော့မီဒီယာတွေတူတူပဲတလေတန်နဲ့ဒါပေမဲ့ထောက်ပံ့ကြည်ကိုဘယ်ရရှိလဲဆိုရင်သူတို့ကတရားမဝင်တဲ့လမ်းကြောင်းယူရဲမွေးရေးဆေးဝါးရောင်းနေလက်နက်တွေမှခုလုတ်တယ်လူမောင်ခုတော့မှဂျုံဂျုံလို့လုတ်လိုက်တယ် ပေါ့နော်နောက်ဆုံးမရရတာနဲ့ကြည်သူစရာရဲ့ဈေးကနေပြီးတော့ဆက်ကြေးကောက်ပြီးတော့ယူတယ်အဲလွတ်လပ်တဲ့လွတ်လပ်တဲ့လူတွေတို့ကလည်းအရင်လွတ်လပ်တာလွတ်လပ်လုံးလို့ပေါ့နော်လွတ်လပ်လုံးလို့လှုပ်ချင်အောင်လှုပ်တာပေါ့ရှင်အဲ့လိုဇလန်းလေးပေါ့ဒီတော့လေလွတ်လပ်လုံးနဲ့ MND ရနေပြီးတော့အခုလားရှုပ်မှာလွတ်လွတ်လပ်လပ်ကိုပြည့်တဲ့စာကန်းလေးဖွင့်ကိုင်းထားတယ်အဲ့ဒီကနေလဲလွတ်လပ်စွာ line ကြီးတွေကောက်ယူနေတယ်လွတ်လပ်စွာနဲ့ပြည်ထစာလုပ်ငန်းတွေကိုလုတ်ကန်ပြီးတော့ဖွံ့ဖြိုးတိုးတက်နေတဲ့အတွက်ပြည်သူတွေကနေပြီးတော့ HIV AIDS ဆက်သက်ဖြစ်ပေါ်တော့အဲ့လိုမျိုးရောဂါတွေကြောက်တယ်။သားသမီးလေးတွေမလုံခြုံဘူး အဲစီးပွားရေးမကောင်းလို့ရှင်တခြားလုပ်ငန်းမလုပ်တော့ဘဲ main way တည်းပျက်စီးရလမ်းကြောင်းရောက်တယ်လူငယ်တွေလည်းပျက်စီးရစသဖြင့်ပေါ့နော်ဘေးရွက်ဆိုချိုအများကြီးဖြစ်လာတဲ့အတွက်ဒါပြည်သူတွေရဲ့စိုးရိမ်စိတ်ပေါ့ရှင်ဒါလေးတွေကိုထင်ထပ်ပြသတဲ့သတင်းလေးအနေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်ရှင်ကျွန်မနိုင်ငံကတော့ပေါ့နော်စစ်အာဏာရှင်လောက်ကနေကင်းလုံအောင်လုပ်ကြမယ်ဆိုပြီးအတိအတိစူးစမ်းလိုက်ကြတာအကုန်ကင်းလို့ကုန်ကြတယ်ရှင်အားလုံးမိပါပေါ့နော်စကိုင်းတိုင်းဆိုလည်းခုကင်းလို့နီနီဖြစ်နေပြီလာရှုပ်ဆိုကင်းလို့သွားပြီဟလား ပြီးတော့ကချင်ပြည်နယ်နေရာဆုံရှင်ရခိုင်ပြည်နယ်ဆိုကိန်းလုံလုံးလုံးဝဲတွေလက်စားကုန်ကြပြီတိလာဆက်အနာရှင်လောက်ကနေသူတို့နေတော့ကတော့ဆက်အနာရှင်မထားပါဘူးရှင်သူတို့ဆွဆွဲတယ်လို့ပြောသူတို့ပြောတယ်ကျွန်မအလူလိုက်ပြီးပြောပြပါမယ်နေပြီးပါပြီပြောသူဆက်အနာရှင်ပေါ့ရှင်ကျွန်မတို့လက်ရှိကောင်းဆောင်ကအခုအဲ့ဒီလက်ရှိကောင်းဆောင်ရဲ့အာနာတက်ရောက်မှုကနေပြီးတော့ကင်းလွတ်တဲ့ပြည်နယ်တွေမြို့နယ်တွေကြီးလိုက်ပါအောင်ရှင်အဆင်ပြေတရားချောင်းမွေ့ကြရလားလို့တခါကြလူတွေကလေဒီလားလူကောင်းကိုလူဆိုးထင်တယ်လူဆိုးကိုလူကောင်းထင်တယ်အဲ့လိုအခြေအနေရှိရဲ့ရှင်အနေပြီးပါပြီသူလည်းအဲ့လိုဖြစ်နေလို့မခံစားမိဘူးလားရှင် ကိုကိုကိုအဲ့လိုမခံစားနိုင်ဘူးလားရှင့်ကျမကလမ်းကြုံလို့မေးကြည့်ရပါတော့ကျမအမြဲတမ်းကိုချင်းစာကြည့်ရငါသာအနီဖြစ်ခဲ့ရင်ငါသာနီပိတ်ဖြစ်ခဲ့ရင်မိုးကုတ်တို့လားရှိုးတို့မှာငါလက်ရှိနေထိုင်နေရတယ်ဆိုငါရဲ့စိတ်ခံစားချက်ဘယ်လိုများဖြစ်နေလဲဆိုရင်မြင်တွေ့မိရဲ့ရှင့်ငါဒီမျိုးမှနေပြီးတော့ဟိုမှာရခိုင်မှာကျမနေနေရထားရခိုင်သူတယောက်ဖြစ်တဲ့ထားငါငါစစ်ကြော်လောက်ကလွတ်ပြီးငါထွက်မြေ့လိုက်လောက်မှနေရပြီဆိုပြီးပျော်နေမယ်ထင်လားရှင့်ပျော်နေမယ်ထင်လားပျော်တော့ဘူးကျမအသိဉာဏ်နဲ့ဆိုတော့မပျော်တော့ဘူးရှင့် ။ဘာဖြစ်လဲဆိုတော့နိုင်ငံတော်ရဲ့အစိုးရလောက်မှာနေတော့ကျမတို့ရခိုင်ပြည်နယ်ရဲ့အေဂျင့်နေလေ။ဒါကျမတို့ရခိုင်သူတယောက်နေနဲ့စဉ်းစားလို့ကျမတို့ရခိုင်ပြည်နယ်လို့သုံးထုံးတာပါ။ရခိုင်ပြည်နယ်ရဲ့အေဂျင့်နေလေ။စစ်ရနာရှင်လောက်ကနေလွတ်အောင်လုပ်မယ်ဆိုပြီးစူးစမ်းလိုက်တော့မှာပဲ။အခုရခိုင်ပြည်သူတွေဝဲရီစားပညာလည်းမသင်ရဆဲဟုတ်ဆက်တန်းလည်းမဖြေရဒုက္ခရရောက်ပေါ်တာဆွဲခံရမိန်းကလေးတွေဆိုရင်ဟုတ်တော့ကျမကြားတယ်တက်မတော်သားတွေပြန်လေပြောပြရရှိရဲ့ရှင့်ရှေ့တန်းမှာမျိုးသမီးလေးတွေစေးကျွေးပြီးတော့လက်ပြပုံနဲ့ တက်ပြီးတော့တိုက်ခိုင်းတယ်အဲ့ဒီမျိုးသမီးလေးကအဝတ်စားမပါအောင်ချက်တက်မတော်သားရေရခိုင်ပြည်မှာတိုက်ပွဲဖြစ်တယ်ထွက်ကြပြေးကြပေါ့နော်သူသွားကြလာကြတိုက်ကြလာမှလမ်းမှာကလေးအလောင်းနေမျိုးသမီးလောင်းနေတွေ့ရတဲ့အချုပ်ကလေးတွေဆိုလေ10နှစ်လောက်ပဲရှိသေးရ10နှစ်9နှစ်10နှစ်ပေါ့နော်အဲ့ဝင်းကျင်လေးပဲရှိသေးရပတ်လက်ကလေးသေးနေရကြည်စံထိပြီးတော့အဲ့လိုသေးနေတဲ့နေရာမှာလက်နက်ဖက်မှာလက်ပစ်ပုံးနှစ်ခုကင်နာတယ်တဲ့တနတ်မပါဘူးကလေးတွေလက်ပစ်ပုံးပေးပြီးတော့အရှိရနေတိုက်ခိုင်းတာ အဲ့ရခိုင်လူမျိုးပဲနော်ရခိုင်လူမျိုးကလေးတွေရခိုင်လူမျိုးမျိုးသမီးတွေပဲအဝတ်စားတော့မပါတော့ဘူးတချို့လေဆေးတွေအရန်ကျွေးတာတော့ဒီဆေးရဲ့ဓာတ်လေဟိုတလောကပဲအေးအေးမိုးရဆေးဝါးတွေမိရဲ့အေးအေးကသူမဟုတ်ပါဘူးတဲ့ဩဝါလည်းထိုင်နေတယ်သူမဟုတ်ဘူးတဲ့ဩမိုးရဆေးဝါးမိုးကောင်းငင်ကောင်းလည်းဖောက်ဆိုပြီးပြုတ်ကြလာတာတော့မပြောတတ်ဘူးရှင့်သိလားကျမနိုင်ငံအဲ့လိုရှိရဲ့ရှင့်လိန်ကြတာလိန်ကြတာမူတာဝါဒကိုလောလောကူကူကျူးလွန်ကြတာရှင့်သိလားအဲ့တော့အဲ့ဒီဝတ်ကျွေးတွေကိုခံရတာလည်းမထူးဆန်းဘူး ိလာလုံးဝမထူးဆန်းအောင်ကျွန်မနိုင်ငံလေးအဲ့လိုတော့ရှိပါတယ်နော်ဒီတော့ blast show ကတော့စက်ကြုံကနေပြီးတော့လွတ်သွားပြီးလိန်ကြုံဖြစ်သွားပြီးရှင့်ဟိလာစွတ်ကြုံတော့ပုတ်တော့လိန်ကြုံဖြစ်သွားပြီးရှင့်နော် blast show ကအနီမီးပါးစီသူတွေရှင်ထဲမှာဘလို့နေလဲဆိုတာသိကြတယ်ကျွန်မဒီသတင်းလေးကိုတင်ဆက်တာပါဒီတော့ရန်ကုန်တို့မန္တလေးတို့နေပြည်တော်တို့မှာနေတဲ့အနီးမိဘပြည်သူတွေရောစစ်ကြုံလောက်ကလွတ်ချင်လားရှင်လွတ်ချင်တယ်ဆိုစူးစမ်းလိုက်ပါတော်လိုင်းကြီးကိုဆက်လက်အားပေးလိုက်ပါရှင်တက်မတော်ကိုဘယ်နာကရရတိုက်ခိုက်ဖို့စူးစမ်းလိုက်ပါရှင် ဒါဆိုရင်မိဘပြည်သူတို့လိုချင်တဲ့စစ်ကြုံဘဝလွတ်သွားမယ်ဒါပေမဲ့လိန်ကြုံလည်းဖြစ်နိုင်တယ်ဘုံကြုံလည်းဖြစ်နိုင်တယ်ကြုံတစ်ခါလည်းဖြစ်သွားနိုင်တယ်ရှင့်ဒါလို့တော့ကောင်းတဲ့ထဲတာပါနော်လိုချင်တာရပါတယ်ဒါပေမဲ့ရတဲ့အချိန်မှာဒီလိုချင်တဲ့အရာကိုလိုချင်တဲ့စိတ်ရှိနေအောင်မှဒီအရာရဲ့ဒဏ်ကိုခံနိုင်အောင်မှရှင့်ဒါလေးကတော့ကျမတို့ဘဝမှာတန်ခမ်းစာယူစရာလေးနေနဲ့သတင်းသုံးသပ်ချက်လေးဖြစ်ကျမတင်ဆက်ပေးတာဖြစ်ပါရှင်ကျမရှင်းနေသတင်းသုံးသပ်ချက်လေးကတော့မိဘပြည်သူများစဉ်းစားတဲ့ကိစ္စလေးတွေကိုထည့်သွင်းတင်ဆက်ပေးသွားတာဖြစ်ပါရှင် ကျမတို့လူသားဖြစ်လာရင်တော့ရှင်အရန်တော်တဲ့သူတော့မရှိဘူးပေါ့နော်ဟောအတွေးခေါ်လေးမှားတာရှိမယ်တွေးဝေတာရှိမယ်မှားသိတာရှိမယ်ဒါမိဘတည်သူရောကျမရောတူတူပဲရှင်ကျမတို့ကတာမန်လူသားတွေကြီးပဲအားလုံးပါလေကျမတို့လည်းမှားသိထားရှိကောင်းရှိနိုင်ပါလေသိလားကျမတို့ကအရာအလုံးငါတိငါတက်လုံးလို့မရဘူးအမှန်တရားအလုံးငါတိရလို့လုံးလို့မရအောင်ရှင်ဒါကြောင့်ကျမသတင်းတက်ဆက်တိုင်းပြောပါတယ်ကျမအမှန်တရားအလုံးတော့ပြောမှာမဟုတ်ဘူးနော်လို့ဒါပေမဲ့ကျမပြောတာအလုံးတော့အမှန်တရားဖြစ်စေရမယ်ရှင် ဒီလိုမျိုးစိတ်ကတိနဲ့ပဲကျွန်မအလုပ်လေးလုပ်ပါရရှင်မိဘပြည်သူများအနေနဲ့လည်းကိုမသိထားတာရှိမယ်ဆိုအမှန်သိနိုင်ဖို့အတွက်ပြင်ပါရှင်အမှန်ကိုသိအောင်မကြိုးစားအောင်ဆိုရင်မိဘပြည်သူတို့ရဲ့တန်တရာခကြီးကချုံးဝင်မှာမဟုတ်ပါဘူးရှင်ဒါဟာဗုဒ္ဓဘာသာတရားအနေနဲ့ကျွန်မဗုဒ္ဓဘာသာဝင်အချင်းချင်းမေ့လျော့နေမှာဆိုလို့သတိပေးတာဖြစ်ပါရရှင်သတင်းသုံးသပ်ချက်လေးရနေပါသတိပေးတာဖြစ်ပါတယ်စေတနာမေတ္တာရှေ့ထားပြီးတော့သတိပေးတာပါရှင်ဒုက္ခတရားဖြစ်လာရင်ကျွန်မတို့လည်းမကြည့်ရလို့ပါသိလား တခြားလူတော့မသိဘူး။ကျမကကိုယ့်မျက်စိရှိဒုက္ခရောက်မကြည့်ရဘူးတိလား။အဲ့လိုမျိုးစိတ်ရှိရပေါ့နော်။မိဘပြည်သူလည်းဒီလိုပဲနေမှာပဲ။ဒါကြောင့်မကြည့်ရဘူး။မကြည့်ရတဲ့အတွက်ကျမတို့တားမြစ်တာဆုံးမလာမလုပ်ပါနဲ့လို့ပြောတာပါရှင့်။ဒီစေတနာလေးတော့နားလေစေချင်ပါတယ်။ကျမတို့နိုင်ငံဘလို့ပဲအယောင်ဆင်းကွဲပြားပါစေအတူတူဆက်လက်နေထိုင်ရအောင်မှာဖြစ်တဲ့အတွက်ကျမတို့မတူတာလေးညှိနှိုင်းပြီးတော့တူညီတဲ့စိတ်ဆန္ဒလေးတွေရှေ့ရမ်းတင်ပြီးတော့နိုင်ငံတော်ကောင်းချိုးကိုယ်နိုင်ငံသားကောင်းချိုးကိုပဲကြည်ကြရအောင်လို့တိုက်တွန်းချင်ပါရှင်။ ကျမတို့ prime media ရဲ့တင်ဆက်မှုတွေကိုကျမတို့ချစ်ချစ်မုံမုံပေါ့နော်ကျမတို့ prime media ကိုချစ်ချစ်မုံမုံအမြဲတမ်းဆက်ရှိလက်ရှိနဲ့ကြည့်ရှုနားဆင်အားပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျမစိတ်ချမ်းသာကိုကျမ်းပါပါစေလို့လည်းဆုတောင်းမြတ်တာပို့သပါတယ်ရှင်မိဘပြည်သူများအားလုံးအေးချမ်းပျော်ရွှင်တဲ့ဘဝလေးရရှိပါစေလို့ကျမတို့ prime media အဖွဲ့သားများအားလုံးမှဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်